တခါတော့ကလူလင်မျိုးတူဦးဟာသူအတက်ပညာတင်ဖို့ဆိုပြီးတော့တက်ကတူပြီကိုသွားတယ်ဒိတာပမောက္ခဆရာကြီးထံမှာပညာသွားတယ်အဲ့တော့ဒိတာပမောက္ခဆရာကြီးကလည်းဟိုခေတ်ကတော့ကျွန်တော်တို့ကလာတဲ့သူမှန်သမျှကိုသူကပညာတင်ပေးတယ်အဲ့တော့လာတဲ့သူဆိုရင်ဒိတာပမောက္ခဆရာကြီးကမေးတယ်အဲအတက်ပြာပေး၍တင်ပြီလောအလုတ်ကျွေးပြွ၍တင်ပြီလောဆိုတော့နှစ်မျိုးရှိအဘရင်နေမင်းကြီးမင်းသားတွေကြောင့်အတက်ပြာထောင်ထုတ်ပေါ့အတက်ပြာပြီးပြီးတင်ရအဲ ဆင်းရဲတဲ့သူတွေကြတော့သူကအတန်မိုးဝမ်းကြောင်းပြုတ်ပြီးတင်ရတယ်အဲ့တော့နေဘတ်တော်စာဒီနေဘတ်မှာစာတင်ပြီးတော့မှညဘတ်ဆိုရင်ဒါဒီဒိတာဘမကဆရာကြီးတို့ဝကြီးဝင်းငယ်ပြုစုရတာပေါ့နော်ဒီလိုတင်ပြီးတာဆိုတော့အဲ့ဒီလူလင်ပြူကတော့သူကဘာဖြစ်လဲဆိုတော့ညံအလွန်ထိုင်းနေသူကဘာမှမမှတ်နိုင်ဘာမှတင်လို့မရဒီနေ့တင်မနဲ့ပြန်မေးပဲဒီနေ့တင်မနဲ့ပြန်မေးအသူများတွေကသာအဆင့်တွေတက်တက်သွားရအတန်းတွေတက်တက်သွားသူကမတက်ဘူးအဲကြာတော့သူ့ကိုယ်သူတော်တော်စိတ်ပြတ်တာ အဲ့ဒါနဲ့ဒိတာဘောမခဆရာကြီးကိုဝင်တွေ့တယ်ဆရာကြီးကျွန်တော်ကတော့အဆင်မပြေဘူးထင်တယ်ကျွန်တော်ကမှတ်ညာအလွန်ထိုင်းတော့ကျွန်တော်ပြန်ခွင့်ပေးပါလို့တောင်းဆိုအဒိတာဘောမခဆရာကြီးကလည်းသူ့တပည့်အပေါ်မှာစေနာထားတာပေါ့လေနေဟိုးမင်းပြန်ခံနေမင်းကဂါရာတပုတ်တော့တင်ပြလိုက်မယ်ကွာမင်းဂါရာတကြောင်းတကြောင်းတော့ကြက်နိုင်တယ်မလားမင်းဒီဂါရာကိုမင်းရအောင်ကြက်မမေ့ပြအောင်လို့အထက်ထက်ရွတ်နေဆိုပြီးသူ့တပည့်ကိုတင်ပြလိုက်သူ့တပည့်ကလည်း ။ဟုတ်ကဲ့ပါဆိုပြီးဂါရာနှစ်ចောင်းလောက်တော့ကြက်နိုင်ပါလေဆိုအဲ့ဂါရာကိုကြက်လာ။အဲ့ဒါနဲ့သူ့အိမ်ကိုပြန်ရောက်တာပေါ့နော်။ပြန်ပြန်ပြန်သွားတာပေါ့။အဲ့ဒီအချိန်မှာသူတို့နိုင်ငံကိုအုတ်ချုပ်မင်းလုပ်တဲ့ဘရင်မင်းကြီးဘရင်မင်းမြတ်ဟာရုတ်ဖြတ်ပြီးတော့တိုင်းပြည်ကိုလိလာဖို့အတွက်စနီးနာဖို့အတွက်ရုတ်ဖြတ်ပြီးထွက်လာ။အဲ့ဒီအချိန်မှာတခိုးတွေကဒီတခိုးအဖွဲ့ရပေါ့နော်။အဲဒီအိမ်တအိမ်ကိုဒီဝင်ပြီးတော့ခိုးမလို့ကြံ့နေတာ။ဒီဘရင်မင်းမြတ်ကရုတ်ဖြတ်ပြီးတော့လိလာနေရနေသူက ဒီအမှောင်ရိတ်ကနေတွေ့တာဒါနဲ့သူကြည့်နေသူတိုင်းပြည်အခြေအနေဘယ်လိုရှိလဲဒီသခိုးတွေဒီအိမ်ဝင်ခိုးနေတာကြည့်တဲ့အချိန်မှာဖြစ်ချင်တော့အဲ့ဒီအိမ်ကခုနလူလင်ပြိုရဲ့အိမ်ဖြစ်လူလင်ပြိုရဲ့အိမ်ဖြစ်နေတော့ခုနလူလင်ပြိုကလည်းတက္ကသိုလ်ပြည်ကပြန်ရောက်ခါစားဆိုတော့သူသူဆရာကြီးတင်ပေးလိုက်တဲ့ဂါရာကိုအိမ်မှာအထက်ထက်ရွတ်ဖတ်အဲ့ဂါရာရဲ့အတိတ်ပြာဘာလဲဆိုတော့ကျွန်တော်တို့တင်ဟာမှားရင်းသောအပြုမှုပြုနေတယ်ငါဟာတင်ကျူးလွန်တဲ့အမှောက်ကိုတိနေတယ်အဲ့ဒီကြောင့်ပဲတင်ပေးလိုက်တယ်ဘာလဲ ်သင်ဟာမာယွင်းသောအပြုကိုပြုနေတယ်ငါဟာသင်ကျူးလွန်တဲ့အမှုကိုတိနေတယ်သင်ကျူးလွန်တဲ့အမှားကိုတိနေတယ်ဆိုတော့အဲ့လို तू ကအထက်ထက်ယွန်းနေတော့တကိုးကလည်းအဲ့ဒါကြားပြီးတော့ထွက်ပြေးသွားတာပေါ့နော်ဟာမဖြစ်ဘူးဒီကောင်ကအကျန်တိတော့တကိုးအဖွဲကတခါလဲထွက်ပြေးသွားတယ်အဘင်းမင်းမြတ်ကလည်းဟာဘလို့ဖြစ်တာလဲဒီတကိုးတွေဒီအိမ်ဝင်ကပ်ပြီးတော့နော်ထွက်ပြေးသွားတယ်ဆိုဒီအိမ်မှာထူးခြားတဲ့အတက်ပညာရင်းအဆောင်ကောင်းနေရှိရမယ်ဆိုရင်နောက်တနေ့ကျလူလင်မျိုးခေါ်ပြီးတော့မေးမြန်းတဲ့အခါလူလင်မျိုးကလည်းပြောပြတယ်သူတက်ကတူပြပြန်လာတာဗောသူတက်ကတူပြပြန် ပညာတက်တယောက်ဖြစ်တယ်နော်အဲ့တော့မင်းဘာတွေတက်လဲဘေးမင်းမြတ်ကငါ့ကိုတင်ပေးမင်းကမင်းတက်ခဲ့တယ်မင်းဟိုမှာအသက်ပြတစ်ထောင်ပေးမင်းက9000ပေးမယ်စသဖြင့်ပေါ့ပြောတယ်အဲ့လူလင်ပြောလေ तू တက်တဲ့ကားအဲ့နှကြောင်းမဲ့တင်ပေးကျုပ်တက်တာဒါပဲတက်တယ်ခုနပြောတဲ့အတိုင်းပဲတင်ဟာမရွင်းတော့အပြုတ်မို့ပြုတ်နေတယ်ငါဟာတင်ကျူးလို့တဲ့အမောက်တိနေတယ်ဆိုဘေးမင်းမြတ်ကလည်းအဲ့ဒါကိုသဘောကျပြီးတော့အဲ့ဒါ तू ကလည်းပဲရွတ်တယ်ပေါ့လေအဲ့တော့တနေ့ကြတော့ဒီဘယင်းမင်းမြတ်မှာကသူ့အနာစစ်သူကြီးကသူ့အပေါ်မှာ အပေါ်ရံပဲဟဲ့လားသူ့ကိုတော်လန်ပုံကံမှုအများရန်ကြံစစ်သူကြီးကသူမင်းဖြစ်ခြင်းတဲ့အတွက်နော်မင်းဖြစ်ခြင်းတဲ့အတွက်ဒါဘီရင်မင်းမြတ်ရဲ့ဒီဘီရင်မင်းမြတ်ရဲ့ဆက်တာတယ်ဆိုတာရှိတယ်ဆက်တာတယ်ဆိုတာကကျွန်တော်တို့ဘီရင်မင်းမြတ်ကိုဒီမုတ်စိတ်တွေပါတွေရိတ်ပေးရတယ်နော်ကျွန်တော်တို့အဲ့ဒီဆက်တာတယ်ကိုတွားပြီးတော့စီးအောင်လေဘီရင်မြတ်ကိုမုတ်စိတ်ရိတ်ပေးနေတဲ့အချိန်မှာမင်းကဘီရင်မင်းမြတ်ကိုမုတ်စိတ်ရိတ်အောင်ဆောင်ပြီးတော့လေပြီးတော့တိကနေဖြတ်ပလိုက် ဲ့ဒါဆိုရင်ငါဘယင်ဖြစ်တဲ့အခါမှာနော်မင်းတို့ထိုက်တန်တဲ့စုလက်တွေပေးမယ်ဆိုစစ်သူကြီးကစက်တာတွေသွားပြီးတော့စီယုံအဲ့ဒါနဲ့စက်တာတွေကလည်းပဲစစ်သူကြီးစီယုံတော့နားဝင်ပြီးတော့မှနော်ဘယင်မင်းမြတ်ကိုဒီမုတ်ဆက်ရိတ်ခန်းကြီးမှာမုတ်ဆက်ရိတ်မလို့ねလေဘင်းကိုလှီးတော့ကြံ့နေဒါပေမဲ့အဲ့သူကြံ့နေတဲ့အချိန်မှာဆက်တာတယ်ဆိုတာသိတဲ့အတိုင်းပဲ तू ကလက်ကတုံနေတာပေါ့နော်ဒါဘီယင်မိမြက်ကိုတတ်အမှာဆိုတော့ဘီယင်ဆိုတာလည်းဖုံးကန်ရှိတာဘူး तू ကလက်တုံနေတဲ့အချိန်မှာဘီယင်မိမြက်ရုတ်တရက်ကခုနကဂါရာကိုရွတ်တာပေါ့ သင်ဟာမာရင်းသောအပြုမှုကိုပြုမှုနေတယ်ငါတင်ကျူးလုံးနဲ့အမောက်တိနေလို့ဆက်တာတဲ့တခါလေးကြောက်ပြီးတော့မှနော်သူ့အကြောင်းတိသွားပြီဆိုပြီးတော့ချက်ချင်းပဲချက်ချင်းအောက်ကိုဆင်းထိုင်ကြတော့ပြီးတော့ကျွန်တော်မျိုးယူအပြစ်မယူပါနဲ့အပြစ်မယူပါနဲ့ဆိုဘင်းကကြောက်သွားတာပေါ့ဒါပေမဲ့ဘင်းမင်းမြတ်ပဲရာဇာပရိရဲ့လိမ္မာပတ်နေတာပေါ့မင်းအကြောင်းကမတိဘူးမှတ်နေလားချမ်းသာပေးပါအေးဟုတ်ပြီမတိချင်းအမှန်တိုင်းပြောစစ်သူကြီးကဒီလိုဒီလိုခိုင်းလို့လုတ်ပါတယ်တခါလေးစစ်သူကြီးဒုက္ခရောက်တာပေါ့မင်းကြီးလည်းသဘောကျပြီးတော့တခါလေးလူလင်မျိုးကို တခါတည်းသူ့ရဲ့အနားမှာအနီးကပ်ပညာရှိအနေနဲ့ခေါ်ထားပြီးတော့မှချီးမြှောက်တော်မူတယ်။ဆိုတော့ကျွန်တော်တို့ဒီပုံကြီးကနေကျွန်တော်တို့ဘာလို့သိရလဲဆိုတော့ lesson study လို့ရလဲဆိုတော့လောကမှာပညာရဲ့တကူဟာအလွန်ကြီးမားတယ်။ပညာဆိုတာဘယ်ပညာမဆိုလေးစားစရာဖြစ်တယ်။ပညာဆိုလို့အတန်းပညာတကူတယ်မမှတ်ကြပါနဲ့ကျွန်တော်တို့ကအတက်ပညာဆိုတာရှိတယ်အသိပညာဆိုတာရှိတယ်။အဲတချို့သူတွေကအသိပညာဥဆောင်မိဆောင်ရတယ်။ဥပမာတက္ကသိုလ်ကပေါမောက်ခါကြီးတယောက်ဒီသူအသိပညာဥဆောင်မိဆောင်ရတယ်။ တချို့သူတွေကြတော့အတက်ပညာဥဆောင်မိဆောင်ရတယ်လက်သမားကြီးတူဦးဒီအတက်ပညာဥဆောင်မိဆောင်ရတယ်အဲ့လိုပြောလို့အတက်ပညာသမားဒီအသိပညာမရှိဘူးမဟုတ်ရှိတယ်ဒါပေမဲ့ဥဆောင်တာချင်းမတူဘူးဒါပေမဲ့လောကမှာဘယ်ပညာမဆိုသေးတယ်ငယ်တယ်ကြီးတယ်ဆိုတာမရှိဘူးပညာရဲ့အတိုင်းဟာလေးစားစရာဖြစ်တယ်လူတော်များများကိုယ့်ပညာပဲတားတဲ့သူများပညာကိုနှိမ်ချနေကြဘယ်ပညာမဆိုလေးစားစရာသာဖြစ်တယ်ဒါပေမဲ့အဲ့ဒီပညာကိုအမှန်တကယ်တက်မြောက်ဖို့တော့လိုတယ်ကျွမ်းကျင်ဖို့လိုတယ်တက်မြောက်ဖို့လိုတယ်ဂါရာနှစ်ကြောင်းမြင်ဖြစ်နေကြစား စနစ်တကျတက်မြောက်ပြီးတော့စနစ်တကျနေရောညာကိုစူးစမ်းအထောက်ရင်ကြီးစွာသောအကျိုးကျေးဇူးကိုရရှိတယ်။ခုနပြောတဲ့ဆက်တာတဲ့ရဲ့လုံခြံမှုကနေဘရင်မင်းမြတ်ကလွတ်မြောက်တယ်လို့လူလင်ပြောရလဲဒီနှစ်ကြောင်းနဲ့နဲ့ကိုပဲဘရင်အကြံပေးဖြစ်သွားတယ်နော်။နော်ကျွန်တော်တို့ညောအဲ့ဒီနှစ်ကြောင်းနဲ့ပဲဆက်ပြီးဘလို့အကြံပေးလဲတော့ပုံမြင်မှလည်းမပါဘူးကျွန်တော်လည်းမသိဘူးနော်။သူကတော့သူပြန်ပြုတ်လာမပြုတ်လာတော့ကျွန်တော်မသိဘူး။ပုံမြင်ကပေးတဲ့အတိုင်းပြောတာ။ဆိုတော့ကျွန်တော်တို့အနေနဲ့ပြီးရင်တော့လိုအပ်တဲ့အရေးသွေးအရေးချင်းတွေတော့ဆက်ပြီးဖြည့်ဆည်းရမှာပေါ့။ကျွန်တော်တို့ဘဝမှာလည်းဒီတိုင်းပဲ ကိုဘာပညာကိုပဲတက်ထားတက်ထားကိုပညာကိုအထင်မသိနဲ့အဲ့ဒီပညာကိုအမြဲတမ်းနေရောညာကိုစူးစမ်းနေဖို့တော့လိုတယ် YouTube ဖို့တော့လိုတယ်ပြီးရင်အဲ့ဒီပညာကိုတက်ဆိုင်မဲ့မဲ့စူးစမ်းဖို့လိုတယ်တယောက်နဲ့တယောက်ရဲ့အောင်မြင်မှုအဆုံးဖြတ်ပြီးတာပင်ကိုဗီဇာတွေထက်လိုက်နေဒါတွေမဟုတ်ဘူးအချိန်ဖြစ်တယ်ကျွန်တော်ခဏခဏပြောပြီးပြီနိုင်တစ်တောင်းစူးစမ်းဖို့လိုတယ် consistency တသမတ်တည်းစူးစမ်းမယ်လူတော်တော်များများနိုင်တရာလောက်နေလက်လျှော့သွားကြတယ်ဒါကြောင့်အောင်မြင်တဲ့သူတွေမှာအောင်မြင်တဲ့သူတွေဆိုတာနိုင်တစ်တောင်းထက်ဆက်စူးစမ်းနေတယ်သူတို့အလုပ်တစ်ခု ောင်မြင်တဲ့သူဆိုရှင်းရှင်းလေးဟိုဟာနိုင်တရားလုတ်လိုက်ဒီဟာနိုင်တရားလုတ်လိုက်နဲ့တိုင်ပတ်နေတဲ့အဖွဲဖြစ်တယ်။ဒါကြောင့်အခုပဲမိမိတတ်ထားတဲ့ပညာလေးကိုလေးစားပြီးတဆိုင်မမက်နိုင်တသောင်းပြအောင် 調査အထောက်ပါအောင်မြင်မှုတွေကလူချင်းမျိုးကိုစောင့်ကြိုနေပါတယ်ဒီစီဇန်ကိုကြည့်တဲ့သူတွေအတွက်ကျွန်တော်ရဲ့စာအုပ်ငါးခုကိုလည်းလက်ဆောင်ပေးဦးမှာဖြစ်တယ်အဲ့ဒီစီဇန်မှာပါဝင်ခြင်းရင်ကျွန်တော်တို့အခုဗီဒီယိုဖိုင်လေးကိုမျှဝေလိုက်ပါမျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါအဲ့ထက်ကငါးခုကိုရွေးချယ်ပြီးကျွန်တော်ရဲ့စာအုပ်ငါးခုကိုတယောက်ကိုတအုံနှုံနဲ့ကျွန်တော်ရဲ့အမှတ်တရလက်မှတ်နဲ့တူအိမ်နံရာရောက်ပို့ဆောင်ပေးမှာဖြစ်ပါတယ်လို့သတင်းကောင်းပါလို့ပါတယ် သင်တန်းတက်ချင်တဲ့သူတွေအတွက်ကျွန်တော်တက်လာဖို့သင်တန်းတစ်မျိုးပဲဖွင့်ပါတယ်အခုဖွင့်မှာကတော့ကျွန်တော်ရဲ့စီဝါရေးစီမံခန့်ခွဲမှုဆိုင်ရာသင်တန်းဖြစ်တဲ့ Certificate in General Business Management စီဝါရေးစီမံခန့်ခွဲမှုဆိုင်ရာအခြေခံသင်တန်းဖြစ်ပါတယ် online သင်တန်းဒီအခုလာမဲ့ဆယ်လပိုင်း28ရက်နေ့အင်္ဂါနေ့စမှာဖြစ်တယ် online ကနေတက်လာတိတိသင်မှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံဒေတာတိတိကမ္ဘာဒေတာတိတိတက်နိုင်ပါတယ်ကျွန်တော်တို့နေ့စဉ် recorded video တွေကို Facebook group ထဲမှာတင်ပေးမယ်။ Facebook ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းတင်ပေးမှာဖြစ်ပါတယ်။ အပတ်စဉ်တနင်္လာနေ့ည8:00နာရီတိုင်း Zoom application ကနေ live လို့မြင်တင်မှာဖြစ်တယ်။တစ်ခါသင်3နာရီလောက်ကြာတယ်မေကွန်းတိုင်းဝင်ဖြစ်ပြီးတယ်။အဲ့တော့သင်တန်းတက်နေတဲ့လူချင်းတို့ group coach မှာရအောင်ဆောင်ပေးတာဖြစ်ပါတယ်။သင်တန်းကလာတက်လာပြီးသွားလို့ assignment ဆောင်ရရင် certificate ကို email ကနေပေးပို့ပေးမယ်။သင်တန်းကလာတက်လာပြီးသွားတဲ့အချိန်အောင် group ကိုမဖြတ်ပေးထားရပြီးမှဖြစ်တဲ့အတွက်အထက်ထပ်ပြန်ကြည့်နိုင်ပါတယ်။ live lecture ကတော့ ကျွန်တော်တို့မကြည့်ပြတဲ့သူတွေလည်းမပူနဲ့နောက်ရမှာ group ထဲမှာ recorded တင်ထားပြပါမယ်အပြင်လူတွေတက်ချင်တဲ့သူတွေကတော့တရက်နေ့နဲ့နှစ်ရက်နေ့မှာ Towin Center 3လာမှာရှိတဲ့ကျွန်တော်တို့ Amber တင်တန်းကျောင်းမှာကျွန်တော်နဲ့နှစ်ရက်အချိန်ပြည့် Unity Chicken ဆိုတာတွေ့ဆုံပြီးတက်ရောက်ရမှာဖြစ်ပါတယ်အဲ့တော့တင်တန်းတက်ချင်ရင်နာမည်ရဖုန်းနံပါတ်ရကို comment မှာမြည်ပါနဲ့ Messenger message မှာရေးထားပြပါကျွန်တော်တို့ team ကညီညီမတွေကဆက်သွယ်ပေးမယ်အခုအစည်းအဝေးကြီးတဲ့သူတိုင်းကို online ကပထမအဦးဆုံးအယောက်100အပြင်ကပထမအဦးဆုံးအယောက်30ကို10% discount ပေးထားပါတယ်နိုင်ငံခြားသူတွေကလည်းနိုင်ငံခြားကပါတင်တန်းတက်ချင်ပါလို့ရေးထားပြပါဒါဆိုရင်ကျွန်တော် ော်ငွေလွှတ်ရမယ့်အကောင့်တွေပို့လိုက်မယ်ငွေလွှတ်ပြီး screenshot ပို့လိုက်ရင်ကျွန်တော်တို့ group ထဲဝင်လို့ရအောင်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်တင်နာနဲ့ပတ်သက်ရင်ကျွန်တော်ဂရီ၃ခုပေးနိုင်တယ်နံပါတ်၁ကျွန်တော်ဒီစာရေးဆရာဖြစ်တဲ့အတွက်မပြည့်အောင်သင်ပေးမယ်မြန်မာလိုသင်ပေးမယ်လက်တွေ့ပြန်သုံးနိုင်အောင်သင်ပေးမှာဖြစ်ပါတယ်ဒါကြောင့်စီမံခန့်ခွဲမှုပညာကိုအသုံးပြုပြီးမြို့တို့ဘဝမြို့တို့လုပ်ငန်းကိုအောင်မြင်ခြင်းတဲ့သူတိုင်းနဲ့စီဝါရေးစီမံခန့်ခွဲမှုပညာသင်တန်းမှာတွေ့ကြပါမယ် We must work together. We must build our nation.